ဒီကနေ့တော့လူသေးလေးတို့ကိုကို Facebook ထဲမှာရှိတဲ့ကိုရဲ့မွေးနေ့တွေအရေးကြီးတဲ့ဒီနေရာတွေကိုဘလို့မှမသိအောင်ပိတ်ထားနေလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိယူပြီးပို့မြေတားရခိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုရင်ဆက်လိုက်ကြရအောင်ကို Facebook ရဲ့ဒီလူဟာမျိုးလေးတွေကိုဝင်မယ် ညောင်ညောင်လေးသုံးညောင်နဲ့အဲ့ဒါလေးကိုဝင်ပြီးဝိုင်းပြီးဆိုရင်အောက်ကိုဆွဲတင်လိုက်တဲ့အခါမှာဒီလို setting ဆိုတာလေးပေါ်လာပါလိမ့်မယ် setting and privacy ကိုနှိပ်မယ်ပြီးသွားပြီဆိုရင်တော့ညောင်အောင်ဆွဲတင်မယ်ပြီးွားလို့ရှိရင် ဒီ setting တွေကိုထည့်ဝင်မယ်ဒီလိုဆိုရင်တော့ privacy ဖြတ် app ဆိုတဲ့ဟာကိုနှိပ်မယ်ဒီပြီးတော့ can see what you share ဆိုတဲ့ဟာကိုကျန်နေပါမယ် you know continue ကိုအဲ့ဒီမှာဒီကောင်းလေးကို အကုန် only me ထားမှာဖြစ်ပါလေ။နေပြီးတော့ only me လေးထားရုံပါပဲ။ဟုတ်ကဲ့ခင်ဗျာ။ဒီတော့နေကိုစနေမယ်။ဒီမှာပြောပြထားပါတယ်เนาะတင်းရဲ့ profile ကိုပြထားရင်းနဲ့တကယ်ချင်းတွေညောင်လေးပို့တွေကို တင်လို့ရပါတယ်တင်းရဲ့ profile ကိုပြထားရင်တကယ်ရင်းနေမြင်အောင်ပဲဘိုးတွေကိုတင်လို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်နှိပ်ကိုဆက်နေပါမယ်ဒီနှိပ်ကိုပဲဆက်နေပါမယ်ဒီနှိပ်ကိုပဲဆက်နေပါမယ်အားလုံးပြီးပြီဆိုရင်တော့ review another topic ဆိုတာလေးကိုနေရုံပါပဲခင်ဗျဟုတ်ကဲ့စောင့်ကြည့်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်အသေးအသေးလေးတီးရင် တင်မတိရပဲမပြရအောင်ဒီနာကငရတီကောင်းလောင်းလေးကိုអော်ပြီးထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျ Thank you လူတဲလေးတို့ရရန်ချစ်တယ်